အားလုံးမင်္ဂလာပါ။ဒီနေ့တင်ပေးတဲ့သင်ခန်းစာခေါင်းစဉ်လေးကတော့အခန်းကပြည်သူ့ဗန်နာရေး Public Finance ဆိုတဲ့သင်ခန်းစာခေါင်းစဉ်ပဲဖြစ်ပြီးတော့ဒီသင်ခန်းစာခေါင်းစဉ်မှာရှေ့မှာတော့ဆရာမတို့သင်ခန်းစာခေါင်းစဉ်ခွဲလေးဖြစ်တဲ့၅ဒသမ3ကိုသင်ကြားခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့၅ဒသမ4ရာသုံးမန်းကျင်ငွေစည်၅ဒသမ5မြန်မာနိုင်ငံဤရာသုံးမန်းကျင်ငွေစည်ဆိုပြီးတော့ခေါင်းစဉ်ခွဲလေးနှစ်ခုကိုဆက်လက်ပြီးတော့လေ့လာကြရမှာဖြစ်ပါတယ်။ ဒီသင်ခန်းစာလေးတွေသင်ယူခြင်းနဲ့ပတ်သက်ပြီးဆရာမတော်ချမှတ်ထားတဲ့ရွေးချယ်လေးတွေကတော့ရသုံးမှန်းချင်ငွေစင်းမှာအစိုးရရဲ့သုံးစင်းများရငွေများနဲ့ပတ်သက်သောအဆိုပြုချက်များကိုသိရှိနားလည်စေရန်နဲ့မြန်မာနိုင်ငံ၏ရသုံးမှန်းချင်ငွေစင်းဆိုင်ရာဗန်နာ၏မူဝါဒမှာအခွင့်မူဝါဒမူဝါဒနဲ့အသုံးစင်းမူဝါဒများကိုသိရှိနားလည်စေရန်ရည်ရွယ်ထားပါတယ်။ ။ဒါဆိုရင်ဆီယမားတို့ခေါင်းစဉ်ခွဲလေးတစ်ခုဖြစ်တဲ့9.4ရာသုံးမှန်းချီငွေစင်း the budget ဆိုတာလေးကိုဆက်ပြီးတော့လေ့လာပါမယ်။နှစ်တစ်နှစ်အတွက်အစိုးရ၏အသုံးစရိတ်များရငွေများနှင့်ဆက်လျင်းသောအဆိုပြုချက်ကိုထိုနှစ်အတွက်ရာသုံးမှန်းချီငွေစင်းလို့ခေါ်ပါတယ်။အဲ့ဆီယမားတို့ကရာသုံးမှန်းချီငွေစင်း တင်ပြတဲ့နှစ်ကိုဘန်နာရီနှစ်လို့လည်းခေါ်ပါတယ်။ ဘန်နာရေးနှစ်နဲ့ပြက်ကလေးနှစ်ဟာဆိုလို့ရှိရင်မတူညီပါဘူး။ဘာကြောင့်လဲဆိုရင်ဆီယမားတို့ကဘန်နာရေးနှစ်ခါဆိုလို့ရှိရင် အော်တိုဘာလာ၁ရက်နေ့ကနေပြီးတော့စက်တင်ဘာလ30ရက်နေ့လို့သတ်မှတ်ထားပြီးဆီယမားတို့ရဲ့ပြက်ကလေးနှစ်ခါဆိုလို့ရှိရင်မတ်လ၁ရက်ကနေပြီးတော့ဒီဇင်ဘာလ23 31ရက်နေ့ထိဖြစ်ပါတယ်။ဒါကြောင့်မလို့ဆီယမားတို့ကဘန်နာရေးနှစ်နဲ့ပြက်ကလေးနှစ်တို့ကမတူညီဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။ အများအပြားကတော့နိုင်ငံတကာနိုင်ငံရဲ့နိုင်ငံရဲ့ဗန်နာရေးနစ်ကအဲ့ဒီနိုင်ငံရဲ့စီးပွားရေးလှုပ်ဆောင်ခြင်းများကိုဆောင်ရွက်တော့ယာတီလိုက်ပုံတံပေါ်မှာမူတည်ပါတယ်ဆီယမောက်နိုင်ငံမှာဆိုရင်ဆီယမောက်ကစိုက်ပျိုးရေးပေါ်မှာအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ဆီယမောက်တို့ရဲ့ဗန်နာရေးနစ်ကဆိုရင်အဲ့ဒီစိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့ယာတီယူတွေမှာပဲစပြီးတော့လှုပ်ဆောင်ထားတာဖြစ်ပါတယ်ယာသုံးပန်းချိန်ငွေစင်းသည်လာမယ့်နှစ်အတွက်အစိုးရရဲ့အသုံးစရိတ်များရငွေများနဲ့ပတ်သက်သောအဆိုပြုချက်ဖြစ်ပါတယ် ဒါကြောင့်မလို့ဆီယမ်မာတို့ကအခုလက်ရှိမှာဆိုလို့ရှိရင်2024လို့ပြောပြီးဆိုရင်ရသုံးမန်းကျင်ငွေစင်းရဆီယမ်မာတို့2025နဲ့သက်ဆိုင်မှာဖြစ်ပါတယ်။လွန်ခဲ့သောနှစ်အသုံးစရိတ်များရငွေများနဲ့ပတ်သက်သောစီးရင်မဟုတ်ပါဘူး။2024လို့ဆီယမ်မာတို့ကနေစပြီးတော့တွေ့မယ်ဆိုရင်ရသုံးမန်းကျင်ငွေစင်းကဆီယမ်မာလာမယ့်နှစ်ဖြစ်တဲ့2025အတွက်ဖြစ်ပါတယ်။ကုန်လွန်ပြီးသွားပြီးပြီးသွားပြီဖြစ်တဲ့2023အတွက်သက်ဆိုင်ခြင်းတော့မရှိပါဘူး။အဲ့ဒီစင်းကဒါကိုဆိုလိုခြင်းဖြစ်ပါတယ်။ အစိုးရတိုင်းသည်မိမိတို့၏အသုံးစရိတ်များရန်ဝင်များနှင့်သက်ဆိုင်သောအဆိုပြုချက်ကိုပြည်သူများသို့တင်ပြရန်အတွက်ယာသုံးမှန်းကျင်ငွေစည်းတွေကိုပြုစု ရေးဆွဲရပါသည်။ယာသုံးမှန်းကျင်ငွေစည်းသည်အုပ်ချုပ်ရေးအတွက်လည်းအလွန်ပဲအရေးပါပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် ဆရာမတို့ကအဲ့ဒီရလာတဲ့ငွေတွေကနေပြီးတော့ပြန်ပြီးသုံးရပါတယ်။သုံးရတဲ့နေရာမှာအစိုးရဌာနတည်တည်နေဒေတာဆိုင်ရာအစိုးရများတွေလည်းအသုံးစရိတ်များကိုဖော်ပြထားတာကြောင့်ဖြစ်ပါတယ်။ ရာသုံးမန်းကျင်မွေးစင်းကိုရေပုံရအပြင်ဆီယာမတို့နှစ်မျိုးလေးလာလို့ရပါမယ်။တာမန်စင်းနဲ့ငွေလုံးငွေရင်းစင်းဆိုပြီးတော့နှစ်ပိုင်းခွဲခြားလေးလာလို့ရပါမယ်။တာမန်စင်းကတော့ဆီယာမတို့အစိုးရဤတာမန်ရငွေများနဲ့တာမန်အသုံးစင်းများကိုအသေးစိတ်ဖော်ပြပါတယ်။အကယ်၍ဆီယာမတို့ကတာမန်ရငွေများနဲ့တာမန်အသုံးစင်းများတူညီနေလျင်ဘက်ညီတာမန်စင်း balance currents account လို့ခေါ်ပါမယ်။ ဒါကတော့ဆီယာမတို့တာမန်ရငွေတွေဆိုတာအခွန်အကောက်တွေထောက်ပံ့ဈေးတွေကနေရတဲ့ငွေကိုဖြစ်ပြီးတော့တာမန်အသုံးစေးတွေဒါဆိုလို့ရှိရင်ဆီယာမတို့ပြည်သူအသုံးစေးမှများမှာပြောခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါတွေကတော့လောကလာစာတွေပေးတာပါတယ်အเจ้าဆရာဆီယာမတွေလာစာပေးတာပါတယ်စေဝါဝယ်ယူမှုတွေပါတယ်ဆီယာဝင်တွေလာစာပေးတာတွေပါပါတယ်အဲ့ဒီအကြောင်းအရာတွေဟာဆိုလို့ရှိရင်ဆီယာမတို့အခွန်ကောက်နဲ့ထောက်ပံ့ဈေးကရတာတွေအတွက်ရငွေနဲ့အသုံးစေးညီမျှနေမယ်ဆိုရင်ဘက်ညီစီရင်လို့ခေါ်မှာဖြစ်ပါတယ် တကယ်လို့ဆီယာမရရဲ့တာမန်ရငွေတွေဟာဆိုရင်တာမန်အသုံးစရိတ်တင်များခဲ့မယ်ဆိုလို့ရှိရင်တော့တာမန်စီရင်ပုံငွေဖြစ်ပါပဲဖြစ်ပေါ်ပါမယ်။ဒါဆိုရင်ဆီယာမရဘယ်ဟာကများတာလဲ။သုံးစရိတ်တင်ရငွေကများရင်ပုံငွေဖြစ်မှာပါပဲ။ဒါအိမ်နောက်စုတွေမှာလည်းဒီတိုင်းပါပဲ။တကယ်လို့ဆီယာမရရဲ့သုံးတဲ့ငွေကရတဲ့ငွေထက်များခဲ့မယ်ဆိုလို့ရှိရင်တော့ဆီယာမရကလုံငွေပြမှာဖြစ်ပါတယ်။ဒါတော့တာမန်စီရင်လုံငွေဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။ အဲ့တော့ဆရာမတို့ကဒီမှာငွေကိုလိလာတဲ့အခါမှာဘက်ညီသားရဲ့ဆရာမတို့ပုံဝင်ဖြစ်တာနဲ့လုံဝင်ဖြစ်တယ်ဆိုပြီးတော့သုံးမျိုးလိလာရတာအဲ့တော့ဆရာမတို့ကငွေလုံးငွေလုံးငွေရင်းစင်းမှာဆိုလို့ရှိရင်အစိုးရရဲ့ငွေလုံးငွေရငွေများနဲ့ငွေလုံးငွေရင်းအသုံးစင်များကိုအသေးစိတ်ဖော်ပြပါတယ်ဒီမှာဆရာမတို့ငွေလုံးငွေရင်းနဲ့ဘယ်ရရတယ်ဆိုတာကိုပြည်သူရငွေများမှာဆရာမတို့သိခဲ့ပြီးသားဖြစ်ပါတယ်ရလာတဲ့ငွေလုံးငွေရင်းအသုံးစင်တွေကိုဆရာမတို့ ပြည်သူအသုံးစရိတ်အများကြီးသဘောတဘာဝနဲ့မျိုးအစားမှာဘယ်နေရာတွေမှာတုံးနေဆိုတာကိုလည်းဆရာမတို့ရှေ့မှာပြောခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့တကယ်လို့ဆရာမတို့ကစွစွပေါင်းပြည်သူအသုံးစရိတ်ငွေလုံးငွေနဲ့တာမန်သုံးစရိတ်နှစ်ရက်လုံးကနေပြီးတော့ဆရာမတို့ကြားခံသုံးဆွဲတယ်လို့ပြောခဲ့ပြီးသားဖြစ်ပါတယ်။စွစွပေါင်းရငွေပြည်သူရငွေငွေလုံးငွေနဲ့တာမန်ရငွေနှစ်ရက်ပေါင်းနဲ့တူညီနေမယ်ဆိုလို့ရှိရင် ဘက်ညီယာသုံးမန်းကြီးငွေစီရင်လို့ခေါ်မှာဖြစ်ပါတယ်။ဆရာမတို့စွစွပေါင်းရငွေရာဆိုလို့ရှိရင်စွစွပေါင်းပြီးသူအသုံးစရိတ်ထက်များခဲ့မယ်ဆိုလို့ရှိရင်တော့ဆရာမတို့ပုံငွေပြယာသုံးမန်းကြီးငွေစီရင်ငွေစီရင် surplus budget ဟုလည်းခေါ်ပါမယ်။တကယ်လို့များဆရာမတို့ရဲ့စွစွပေါင်းအသုံးစရိတ်ဟာဆိုလို့ရှိရင်စစပံပြည်သူရငွေတဲ့များခဲ့မယ်ဆိုလို့ရှိရင်တော့ဆရာမတို့လုံငွေပြရာသုံးမှန်းချင်ငွေစင် deficit budget လေးလေးခေါ်လို့ရမှာဖြစ်ပါတယ် ဒါဒီမှာဆိုရင်လည်းဆီယမ်မာတို့ကယာသုံးမန်းချင်ငွေစင်းမှာပြန်ပြီးလေးလိုက်လိုက်တဲ့အခါမှာဆီယမ်မာတို့ကဘက်ညင်ယာသုံးမန်းချင်ငွေစင်းနဲ့လုံဝင်ပြရသုံးမန်းချင်ငွေစင်းပုံဝင်ပြရသုံးမန်းချင်ငွေစင်းဆိုပြီးတော့သုံးမျိုးလေးလာလို့ရပါမယ်အစိုးရအနေဖြင့်ရငွေများရရှိခြင်းဆိုဒီမှာပေါကလိကများနဲ့လုပ်ငန်းများထံမှငွေကြေးကိုအစိုးရတို့လွှဲပြောင်းပေးခြင်းလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဆီယမ်မာတို့ကလူပုဂ္ဂိုလ်များနဲ့လုပ်ငန်းများ၏ကုန်စည်များအပေါ်ဝယ်လိုအားမှာညှော့နေသွားမှာဖြစ်ပါတယ် အဲဒါကြောင့်မလို့ဆီယမ်မာတစ်ဖက်မှာဆိုရင်အစိုးရကအသုံးစရိတ်များကိုတုံးဆွဲသောအခါကုန်စည်များပေါ်တွင်ဝယ်လိုအားတွေတိုးလာမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကဘာလို့ဆိုလိုခြင်းလဲဆိုလို့ရှိရင်အဲ့ဒီကုန်စည်တွေပေါ်မှာဆီယမ်မာတို့ရဲ့အသုံးစရိတ်အစိုးရကအသုံးစရိတ်တွေတုံးဆွဲလိုက်တယ် ဘလို့သုံးစွဲမှုရပြုလိုက်မှာလဲဆိုရင်အခွန်ကောက်တွေချော့ချတာမျိုးတွေနောက်တကအဲ့ဒီအုံစီအပေါ်မှာပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တာမျိုးမျိုးပံ့ပိုးမှုတွေပေးလိုက်မယ်ဆိုလို့ရှိရင်ဆီယမတို့ကုံစီရဲ့ဈေးနှုန်းတွေကျလာမယ်ဒါဆိုရင်ဝယ်လိုအားတွေတိုးလာမှာဖြစ်ပါတယ်တော့ဒါကြောင့်မလို့ဆီယမတို့ကဘက်ညီယာသုံးမန်းချင်းငွေစင်းရှိတဲ့အခါတွင် blue book ကိုများနဲ့လုပ်ငန်းများ၏ဝယ်လိုအားရောသွားခြင်းကိုအစိုးရ၏ဝယ်လိုအားတိုးလာခြင်းကခြေဖြတ်လိုက်နိုင်ပါတယ် အဲ့တော့ဆီယမတို့ကဝယ်လိုအားလုပ်ငန်းနေရာမှာဝယ်လိုအားတွေညော့သွားတယ်တဲ့။ဘာလို့ညော့သွားတာလဲဆိုလို့ရှိရင်ခုနကဆီယမရေဇင်းတို့နဲ့တက်တဲလို့ယူဆရတဲ့ခါမှာဝယ်လိုအားတွေညော့သွားမယ်။ ဒါပေမဲ့အစိုးရကမလုပ်လိုက်လေအဲ့ဒီဝဲလွားရော့နေတာတွေတို့လာဖို့အတွက်ခုနကအခွန်ကောက်တွေရှော့ချတာမျိုးတွေတခါအဲ့ဒီလိုအပ်နေတဲ့စားသုံးကုန်စည်တွေအပေါ်မှာဈေးနှုန်းရှော့ချတာမျိုးညှိနှိုင်းပေးမယ်ဒါမှမဟုတ်ပံ့ပိုးမှုတွေပေးလိုက်တဲ့အခါမှာကြာတော့မယ်အဲ့ဒါဆိုအစိုးရရဲ့ဝဲလွားတို့ရဲ့တုံးလိုက်တဲ့သုံးစည်ကိုဝဲလွားလို့ခေါ်ပါတယ်အစိုးရကဝေငွေပို့တုံးလိုက်တဲ့အတွက်အဲ့ဒါကခြေဖြစ်ပြီးသားဖြစ်တဲ့အတွက်ဘက်ကြီးယာတုံးမှန်းချင်ငွေစင်ရှိလာတယ်လို့ဆိုရမှာဖြစ်ပါတယ် ထို့ကြောင့်နိုင်ငံနိုင်ငံလုံးဤစုစုပေါင်းဝယ်လူအားကိုလည်းပြောင်းလဲမှာမဟုတ်ပါဘူးနှစ်ဖက်မျှတသွားရတဲ့ပြောင်းလဲမှုမရှိပါဘူးဒီဘွားရေးအဆောက်အုံပေါ်အဆောက်အုံပေါ်တွင်ဗက်ညီရာသုံးမန်းချင်ငွေစည်းဤအကျိုးတရားမှုမှာလည်းနည်းမည်ဖြစ်သည်ဒါကတော့ဆီယမတို့ဘာလို့ဆိုလိုတာလဲဆိုရင်ဗက်ညီနေတဲ့အတွက်ဆီယမတို့လူငွေလည်းမဖြစ်ဘူးပုံငွေလည်းမဖြစ်ပါဘူးအဲ့လိုမပုံဝေလုံဝေမဖြစ်ပေါ်တဲ့အခါမှာဗက်ညီအဲ့ဒီရောဆီယမတို့ကအဲ့ဒီအကျိုးတရားမှုတွေကလည်းတိုင်းပြည်ကို တက်ရောက်မှုတွေနည်းနည်းပဲဖြစ်ပါလိမ့်မယ်ပုံငွေတွေဖြစ်ပေါ်နေပြီဆိုလို့ရှိရင်လည်းဆ iam မတွေရဲ့အကျိုးတက်ရောက်မှုဟာနော်ပို့ပြီးတော့စီးပွားရေးလုပ်ငန်းတွေမှာလှုပ်ဆောင်မှုတွေကပို့ပြီးကောင်းဝင်လာမယ်တိုင်းပြည်အတွက်အကျိုးအကျိုးရှိတဲ့လုပ်ငန်းတွေပို့လှုပ်ဆောင်လာရင်ပြည်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်လုံငွေပြလာပြီဆိုလို့ရှိရင်နော်ဆ iam မတို့က အိမ်နောက်တို့သူတစုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလုံငွေဖြစ်နေတဲ့အတွက်အတုံးစရိတ်တွေကိုဆရာမတို့တိတ်ပြီးတော့မတုံးနိုင်ပါဘူးရငွေနေတဲ့အတွက်အဲ့ဒါဆိုရင်တိုင်းပြည်မှာစီးပွားရေးတွေရာဆိုလို့ရှိရင်တိုးတက်တဲ့လောက်တိုးတက်မှုတွေမရှိဘူးဒါကြောင့်မို့အကျိုးသက်ရောက်မှုတွေကအောက်ဘက်ဒီဘက်ကိုအများကြီးသက်ရောက်စင်ပါပါဒီမှာတော့ဘက်ညီနေတဲ့အတွက်အကျိုးသက်ရောက်မှုကနည်းနည်းလေးပဲရှိမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်တကယ်လို့များဆီယာမတို့ကပုံငွေပြရာသုံးမှတ်ချေငွေစင်းရှိခဲ့မယ်ဆိုလို့ရှိရင်လူပုဂ္ဂိုလ်များနဲ့လုပ်ငန်းများရဲ့ဝယ်လိုအားလျော့ခြင်းဒီ အစိုးရ၏ဝယ်လိုအားတိုးချင့်တဲ့များပါလိမ့်မယ်။ဆိုလိုတာကတော့ဆီယမတို့ပုံငွေပြရာသုံးပန်းချေငွေစင်းရှိနေတယ်ဆိုတာကဆီယမတို့ရဲ့လုပ်ငန်းလူပုဂ္ဂိုလ်နဲ့လုပ်ငန်းတွေရဲ့ဝယ်လိုအားတွေကလျှော့သွားတယ်။သူတို့မဝယ်နိုင်တော့ဘူး။ အဲ့ဒီရော့သွားခြင်းအကြောင်းကြီးကကုံစင်းနှုံးနေဒါမမော်ဆီယမတို့တို့ပစ္စည်းတွေရဲ့ဈေးနှုံးတွေတက်လာတယ်။အဲ့ဒီတက်လာတဲ့အပေါ်မှာအစိုးရကအခွန်အောက်တွေဘလောက်ပဲဆော့ချပါစေအစိုးရကနေပြီးတော့ပံ့ပိုးမှုတွေဘလောက်ပဲပေးပေးဆီယမတို့လူပုဂ္ဂိုလ်တွေအဲ့ဒါကိုဝယ်နိုင်စွမ်းအားဖြင့်နည်းလာပါမယ်။ဒါဆိုရင်ဝင်ငွေတွေကလည်းရော့လာမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ဆီယမတို့ကပုံဝင်ပြရာသုံးမှန်းကြည့်စီရင်နေဖြစ်လာပါမယ်။ထို့ကြောင့်မို့လို့တနိုင်ငံလုံးဤစုစုပေါင်းဝယ်လို့အားလေရော့နေသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့တိုင်းပြည်တွင်ထုတ်လုပ်မှုနှင့်ရောင်းလိုအားတွေကျုံသွားပြီးတော့ဈေးနှုန်းများလည်းကျဆင်းလာမှာဖြစ်ပါတယ်။တကယ်လို့လုံငွေပြရာသုံးမှန်းချင်ငွေစင်းရှိခဲ့မယ်ဆိုရင်အစိုးရ၏ဝယ်လိုအားတိုးလာခြင်းကလူပုဂ္ဂိုလ်များနှင့်လုပ်ငန်းများ၏ဝယ်လိုအားလျော့သွားခြင်းတည်းများပါလိမ့်မယ်။ကျမတို့လုံငွေပြလာပါပြီဒီမှာဆိုလို့ရှိရင်အစိုးရဝယ်လိုအားတွေတိုးလာတယ်အဲ့ဒါကလူပုဂ္ဂိုလ်များနဲ့အများနဲ့လုပ်ငန်းများရဲ့ဝယ်လိုအားလျော့သွားခြင်းတည်းများပါလိမ့်မယ် တို့ဖြစ်သောကြောင့်တနိုင်ငံလုံးရဲ့စုစုပေါင်းဝယ်လိုရရလေဒူလာမှာဖြစ်ပါတယ်။ထို့အပြင်ဆီယာမဆီယာမတို့မှာလုံငွေပြရာသုံးမန်းကျင်ငွေစင်းရှိခဲ့မယ်ဆိုရင်အစိုးရကလုံငွေကိုဘယ်ကနေချိရမလဲဆိုရင်ဘဏ်များကချေယူရပါမယ်။ဘဏ်ချင်းငွေတွေတိုးလာတဲ့အခါမှာတိုင်းပြည်ငွေကြေးပမာဏလည်းများလာမှာဖြစ်ပါတယ်။ဒီအကြောင်းအရောဆီယာမတို့ဘယ်မှာပြခဲ့လဲဆိုလို့ရှိရင် ငွေချင်းနဲ့ဘဏ်လုပ်ငန်းမှာပြခဲ့ပါတယ်ငွေချင်းတဲ့အခါမှာပထမအငွေတသိန်းကနေပြီးတဖြည်းဖြည်းတိုးလာလိုက်တာငွေချင်းပမာဏ5သိန်းတိဖြစ်လာတယ်ဆိုတာကိုဥပမာလေးတွေကိုဆရာမတို့သင်ချာဒါဂျောမက်ထရစ်နည်းတွေနဲ့ရောပြသခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဇီဝရဲ့အဆောက်အုံတွင်ထုံလုံးမှုနဲ့ရောင်းလိုအပ်ပြန်လာပြီးဈေးနှုန်းများလည်းတက်လာမှာဖြစ်ပါတယ်အဲ့ဒါဆရာမတို့ကထုံလုံးမှုတွေနဲ့ရောင်းလိုအားတွေပြန်လာမယ်ဈေးနှုန်းတွေတက်လာမယ်ဘာကြောင့်လဲဆိုငွေချင်းပမာဏတွေဖောင်းပွားလာလို့ပဲဖြစ်ပါတယ် မူလရှိနေငွေကတသိန်းပဲရှိတယ်။ချင်းငွေတွေထက်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 များလာတဲ့အခါမှာဘဏ်ရဲ့စီးရင်မာက9သိန်းလောက်ဖြစ်သွားတာမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။အထက်မှာရှင်းလင်းဖော်ပြချက်များအရရာသုံးပန်းကြီးငွေစီးရင်ဘဏ်ကြီးသည်သို့မဟုတ်ပုံငွေပြသည်သို့မဟုတ်လုံငွေပြသည်ဟုသောအချက်တွင်မူတည်၍စီးပွားရေးစောင့်အောင်ပေါ်တွင်အကျိုးတရားမှုအမျိုးမျိုးရှိနိုင်ကြောင်းသိနိုင်ပါတယ်။ အဲ့လိုအကျိုးသက်ရောက်မှုများကိုအသုံးချပြီးတော့စီးပွားရေးစောင့်အောင်မှာမတည်ငြိမ်မှုများကိုညှော်နှဲစေရန်ဆောင်ရွက်နိုင်ပါတယ်။ဒါကတော့အစိုးရကဆောင်ရွက်မဲ့ကိစ္စတွေဖြစ်ပါတယ်။ဆရာမတို့ပုံငွေပြရင်ဘယ်လိုလုပ်မလဲ၊လူငွေပြရင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုအစိုးရကလှုပ်ဆောင်မှာဖြစ်ပါတယ်။စီးပွားရေးစောင့်အောင်တွင်ဝယ်လိုအားညှော်နှဲပြီးတော့ငွေကြုံသည့်လက္ခဏာများပေါ်ပေါက်နေပါကအစိုးရသည်လူငွေပြရာသုံးမှန်းချိန်ငွေငွေစင်ရေးဆွဲခြင်းဖြင့်ဝယ်လိုအားတိုးလာစေရန်ဆောင်ရွက်မှာဖြစ်ပါတယ်။ တကယ်လို့များစည်းဝါးရေးဆောင်မှာဝေလွားတိုးပြီးတော့ဝေဖောင်းပွားမှုရဲ့လက္ခဏာများ ဖြစ်ပေါ်နေပါကအစိုးရကပုံငွေပြရာသုံးမှန်းချင်းဝေဆင်းရေးဆွဲခြင်းဖြင့်ဝေလွားယုံနေစီရန်ဆောင်ရွက်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာလေးနှစ်ခုမှာဘာကိုဆိုလိုတာလဲဆိုရင်ဆီယမ်မာတို့ငွေကြေးနဲ့လက္ခဏာရေးပေါ်ပေါက်လာတဲ့ဆိုလို့ရှိရင်ငွေရတန်ဖိုးရှိလာပါတယ်။ ဒါဆိုရင်ဆီယာမတို့မှာသုံးဆွဲတဲ့လူတွေကတိတ်မသုံးဆွဲဘူးဒါဆိုအစိုးရအတွက်ဘာဖြစ်နေလဲဆိုရင်လုံငွေတွေဖြစ်နေပါတယ်အသုံးစိတ်ကများပြီးတော့ရငွေမရပါဘူးဒါကြောင့်မလို့ဝယ်လိုအားတိုးလာစေရန်ဟာဒီဝင်းငွေတွေကိုပြန်ပြီးတော့လက်ပတ်မှုတွေဖြစ်လာစေရန်အတွက်သူကကုန်ပစ္စည်းတွေပေါ်မှာအခွင့်လျှော့ကြတာ၄နောက်တစ်ခါခုနကဆီယာမတို့ပြောသလိုစီအလို့ထောက်ပံ့မှုတွေပေးတာမျိုးကိုလုပ်ပါမယ်အဲ့လိုလုပ်ပြီးတော့ငွေကိုလက်ပတ်နိုင်အောင်သူစီစဉ်ပါမယ်တကယ်လို့စီးပွားရေးအဆောင်မှာဒါလေးကတော့ဘာလို့ဆိုရတော့ဝယ်လိုအားတွေတိုးပြီးတော့ငွေဖောင်းပူတယ် ဝဲတဲ့လူတွေကပဲများနေတယ်အခုအချိန်နေဆိုပိုဆိုးပါတယ်ဘာလဲလဲဆိုရင်အင်ချမ်မီပဲဖြစ်ဖြစ်ကားပဲပြဝဲခြင်းတဲ့လူတွေကများလာတယ်အဲ့ဒီမှာငွေတွေဖောင်းပွားလာပါတယ်ဝဲတဲ့လူတွေကများလာတဲ့အခါမှာငွေတွေသုံးနာရီများလာတယ်အဲ့လိုသုံးနာရီများလာတဲ့အခါမှာအစိုးရကပုံငွေပြရာသုံးမှန်းချင်းငွေစင်းကိုဆွဲပြီးတော့ဝဲလိုအားယုံနေစီရင်ဆောင်ရွက်ရပါတယ်ဘလို့မျိုးရွေးဆွဲရတာလဲဆိုရင်သူကအဲ့ဒီငွေတွေကိုဘာဖြစ်လာလဲဆိုရင်အများကြီးကိုပို့ပြီးတော့ဆွဲထားပြီးတော့ ဝယ်လိုအယောနဲ့တော့အခွင့်အရေးကိုတိုးကောက်တာမျိုးတွေနောက်တစ်ခါမလုပ်ပြရမလဲအဆန်ပိုတယ်လို့ဖြစ်သွားခွင့်တိုးကောက်တာမျိုးတွေလုပ်ရပေးရတယ်ထောက်ပံ့ခြင်းပေးတာမျိုးတွေကိုရှော့ချတာမျိုးတွေလုပ်လိုက်တဲ့အခါမှာသူ့မှာပတ်စံပိုလာတယ်လို့ယူဆရတာမျိုးလုပ်ပြီးတော့သူပြင်ဆင်လို့ရပါမယ်ပြည်သူရငွေနဲ့အသုံးစရိတ်များကိုအသုံးပြု၍တနည်းအားဖြင့်ရာသုံးမန်းချေငွေစင်းကိုအသုံးပြု၍တိုင်းပြည်စည်းဝေးလှုပ်ဆောင်ခြင်းများအပေါ်အကျိုးသက်ရောက်စေသောမူဝါဒကိုဘန်နာရေးမူဝါဒ fiscal policy လို့ခေါ်ပါမည် စီးပွားရေးအစားအုံကိုတည်ငြိမ်မှုရှိစေရန်ဆောင်ရွက်ရနိုင်အစိုးရအနေဖြင့်အဓိကအသုံးပြုတဲ့နီလန်းနှစ်ခုကတော့ဘန်နာရေးမူဝါဒနဲ့ငွေကြေးမူဝါဒတို့ပဲဖြစ်ပါတယ်။ဒါဆိုရင်ဆီယာမားတို့ရင် တည်သွားပြီဆိုတော့၅ဒသမ၅မြန်မာနိုင်ငံ၏ယာသုံးမန်းချေငွေစင်းကိုကြည်ပါမယ်။ဆရာမတို့ယာသုံးမန်းချေငွေစင်းဆိုတာနိုင်ငံတိုင်းမှာကျင့်သုံးတဲ့မူဝါဒကိုရင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။အဲ့လိုပဲနိုင်ငံတိုင်းနိုင်ငံတိုင်းမှာလည်းဒီယာသုံးမန်းချေငွေစင်းကိုကိုယ်နိုင်ငံအတွက်ကိုရေးဆွဲရတာရှိပါတယ်။ဒါကဆရာမတို့နိုင်ငံအတွက်လေ့လာမှာဖြစ်ပါတယ်။ငါတသမငါမြန်မာနိုင်ငံရဲ့ရာသုံးမန်းချင်းငွေစင် The Batches of Myanmar ဆိုပြီးတော့လေ့လာမှာဖြစ်ပါတယ် မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အစိုးရဤရငွေများအသုံးစရများနဲ့ဆက်လျင်းသောအဆိုပြုချက်ကိုအဲ့ဒီနှစ်တွေဂျာသုံးမန်းချိန်ငွေစင်းဖြင့်နှစ်စဉ်ရေးဆွဲပါတယ်မြန်မာနိုင်ငံရဲ့ဗန်နာရီနှစ်ကိုတော့2019 2018ဗန်နာရီနှစ်အထိဧပြီလ10ရက်နေ့ကနေမတ်လ30ရက်နေ့အထိသတ်မှတ်ခဲ့ပါတယ် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှတ်စဉ်ဆက်ခွန်မြင်ဆောင်2019ရည်ဆုံးဖြတ်ချက်အရဗန်နာရီနှစ်ကိုနှစ်စဉ်အောက်တိုဘာလ1ရက်မှစက်တင်ဘာလ30ရက်နေ့ထိပြောင်းလဲသတ်မှတ်ရန်ပြဋ္ဌာန်းခဲ့ပါသည်။ဒီသတ်မှတ်ထားတဲ့ဗန်နာရီနှစ်တွေကိုကြည့်ကြည့်အပြင်ဆီယမားတို့ရဲ့ကလန်ဒါရည်ရည်နဲ့ပွဲပြားတယ်ဆိုတာရှေ့မှာပြောခဲ့တဲ့အကြောင်းအရာကိုနားလည်လိမ့်မယ်လို့ယူဆပါရစေ။ဆီယမားတို့ရဲ့ကလန်ဒါရည်ရည်ကမတ်လ1ရက်နေ့ကနေပြီးတော့ ဆရာမတို့ဒီဇင်ဘာလ31ရက်ဖြစ်ပါတယ်ဒီမှာဗန်နာရဲ့နှစ်ကတော့အောက်တိုဘာလ1ရက်ကနေပြီးတော့စက်တင်ဘာလ30ရက်ဖြစ်ပါတယ်2018ခုအေပီလ1ရက်နေ့မှာစက်တင်ဘာလ30ရက်နေ့ထိကိုဆရာမတို့ကြားကာလအဖြစ်သတ်မှတ်ခဲ့ပြီးတော့ခု2018ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာစ၍ဗန်နာရဲ့နှစ်ကိုပြောင်းလဲကျင့်သုံးခဲ့ပါတယ် ဘန်နာယီနစ်ကိုပြောင်းလဲခြေသုံးရခြင်းရဲ့ရွယ်ချက်ကတော့ဘန်နာယီနစ်တစားတင်သည့်ကာလသည်6တွေ့သော ကာလဖြစ်သည့်အပြင်ဧပြီဆိုတော့ဆရာမတို့စတဲ့နေ့က6တွေ့တဲ့ကာလဖြစ်တာပေါ့ကာလရှည်ရုံးပိရများနဲ့ကင်းလွတ်သဖြင့်လုပ်ငန်းဆောင်ရွက်မှုမြန်ဆန်နိုင်စေရန်ဘန်နာယီနစ်အတွင်းတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်သည့်ကာလသည်အောက်တိုဘာလ1ရက်နေ့တွင်စတင်သော ရသုံးမန်းချီငွေစင်းအတွက်ရှစ်လာကျော်တဆက်ထဲရှိသဖြင့်လုပ်ငန်းများကိုတဆက်ထဲအခြေယူဆောင်ရွက်နိုင်စီရန်နှင့်၃လဘတ်အလိုက်ဘဏ္ဍာငွေသုံးဆွဲမှုပုံမှန်ညွှန်းညွှန်းမြတ်တာစီရန်အတွက်လည်းဖြစ်ပါတယ်။မြန်မာနိုင်ငံ၏ရသုံးမန်းချီငွေစင်းဆိုင်ရာဘဏ္ဍာရေးမူဝါဒကိုတော့အခွင့်မူဝါဒနဲ့အသုံးစရိတ်မူဝါဒဆိုပြီးတော့နှစ်ပိုင်းခွဲပြီးတော့နှစ်စဉ်ချမှတ်ပါတယ်။ 2019-20ဘန်နာရီနေ့မူဝါဒတွေကတော့အောက်မှာဖော်ပြထားတဲ့တွေကိုဆက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆ iam မတို့အခွန်ကောက်ခံခြင်းရဲ့မူဝါဒတွေချမှတ်ထားပါတယ်။အခွန်မူဝါဒများ1ပြည်ထောင်စုအစိုးရကနိုင်ငံတော်နဲ့ပြည်သူအတွက်အကျိုးရှိစေမည့်အသုံးစရာများကိုသုံးစွဲရန်ရာသင့်ရတိုက်သည့်အခွန်ကောက်များကိုဥပဒေနှင့်အညီအပြည့်အဝ ောက်ခံရရှိရေးဂျိုးပန်ဆောင်ရွက်ရပါတယ်။ဆရာမတို့ကဒီအခွန်မူဝါဒနဲ့ပြီးတော့ကျမဥပဒေနဲ့အညီအပြည့်အဝကောက်ခံရရှိမှပါအသုံးစရိတ်တွေကိုပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။အစိုးရတိုင်းအစိုးရတိုင်းကဘယ်နိုင်ငံမှာဖြစ်ဖြစ်ရငွေရမှသာအသုံးစရိတ်ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။နံပါတ်1မှာဆိုရင်ဈေးကွက်စီးပွားရေးကိုအထောက်အကူပြုစေသည့်နိုင်ငံတကာစံနှုန်းတွင်လျော်ညီသောအခွန်စနစ်ဖြစ်ထွန်းပေါ်ပေါက်စေရန်ဆိုတာလေးကိုချမှတ်ထားပါတယ်။ သုံးကတော့အမျိုးသားအကျိုးစီးပွားရေးစေဖွံ့ဖြိုးတိုးတက်ရေးအတွက်စားသုံးမှုယင်းနှိမ့်မြုံနှံမှုနဲ့စုဆောင်းမှုတို့ကိုအခွန်စနစ်နဲ့ထိန်းချုပ်ပေးရန် ဖြစ်ပါတယ်။လေးကတော့တမျိုးသားလုံးဤကျန်းမာရေးကြံ့ခိုင်ရေးနဲ့အကျင့်စာရိတ်တာမြန်မာရေးတို့အတွက်အခွန်အခောက်စနစ်ဖြင့်ထိန်းချောင်းပေးရန်ဖြစ်ပါတယ်။ဒီမှာတော့ဘာလို့ဆိုလိုတာလဲဆိုရင်ကျန်းမာရေးအတွက်ဆိုရင်ဆရာမတို့ရှေ့မှာလည်းပြောခဲ့ပြီးသားပါကြံ့ခိုင်ရေးအကျင့်စာရိတ်တာတွေအတွက်ဆိုလို့ရှင်အရက်ဘီယာ နောက်တစ်ခါဆေးလိပ်ဒါမျိုးလူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေမဲ့ဒါအစားအသောက်တွေမှာဆိုလို့ရှိရင်ဆီယာမားတွေရေးကြတာရှိခံမဲ့ဆေးဝါးအသုံးပြုခြင်းနဲ့နောက်နောက်တစ်ခါစပားဆိုင်တဲ့နေရာမှာဆိုလို့ရှိရင်ဓာတ်မျိုးဩဇာအလွန်ကျွံသုံးဆွဲခြင်းနဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဓာတ်မျိုးဩဇာရောင်းချခြင်းနေဆိုတဲ့အကြောင်းအရာတွေပေါ်မှာအခွန်ကောက်တွေတိုးမြင့်ကောက်ခံခြင်းဖြင့်ထိန်းချောင်းပေးခြင်းတွေလုပ်မယ်ဆိုတာပြောတာပါဒီအခွန်ကောက်ကနေပြီးတော့လေဆီယာမားတို့နိုင်ငံရဲ့ရငွေရရှိပြီးတော့အသုံးစရိတ်တွေရရှိမှာဖြစ်ပါတယ် ငါကတော့ဆီယမ်မတော့တဘာဝပတ်ဝန်းကျင်နဲ့တွန်းတက်တဲ့ဇာတာပစ္စည်းများထိန်းသိမ်းရင်းနဲ့ရေရှင်တည်တဲ့ခိုင်မြဲရေးတွေအခွန်အခောက်စနစ်ဖြင့်ထိန်းချောင်းပေးရန်ဖြစ်ပါတယ်။ဒါကတော့ဘာလို့ဆိုတာလဲဆိုရင်ဆီယမ်မတို့နိုင်ငံမှာကျွန်းတစ်တွေရှိတယ်။နောက်တစ်ခါတဘာဝတွန်းတက်တွေဖြစ်တဲ့ကြောင်စိမ့်တွေရှိတယ်။အဲ့ဒါမျိုးတွေဆိုရင်မိုးကုတ်တို့ဖက်မှာဆိုရင်တူတူတာမျိုးတူဖော်တာမျိုးတွေရှိတယ်။ဒါတွေကိုအလွန်ကျွတ်ဖော်လိုက်မယ်ဆိုလို့ရှိရင်တဘာဝပတ်ဝန်းကျင်ကိုထုတ်ခက်ထိခိုက်နိုင်ပါတယ်။ကျွန်းတစ်တွေကိုအလွန်ကျွတ်ခုတ်မယ်ဆိုရင်လည်းတဘာဝကျွန်းတစ်တဘာဝ တွေကိုပို့ပြီးတော့ထိခိုက်စေပါမယ်အဲ့လိုအရာတွေကိုရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုလို့ရှိရင်ဆရာမတို့အစ်ခုတ်ချင်းအပေါ်မှာတွေအခွန်အခွန်ကောက်တွေကိုပို့ပြီးတိုးပြီးကောက်လိုက်မယ်ဆိုရင်ထိန်ချောင်းပြီးသားဖြစ်သွားပါမယ်။နောက်တစ်ခါဆရာမတို့တွန်းတွက်တွေပစ္စည်းတွေအပေါ်မှာလည်းဒီတွန်းတွက်ကောက်လုပ်တဲ့အပေါ်မှာကောက်တွန်းတွက်တွေတူဖော်တဲ့အနေအထားမှာအခွန်ကောက်တွေပို့ပြီးတိုးကောက်လိုက်မယ်ဆိုလို့ရှိရင်ထိန်ညီပြီးသားဖြစ်သွားပါမယ်။ဒါကြောင့်မူဝါဒတွေကိုချမှတ်ပေးဖို့လိုပါတယ်။ဒါကတော့ဆရာမတို့အခွန်မူဝါဒတွေဖြစ်ပါတယ်။ ဒါဆိုရင်ဆီယမ်မာတော့အသုံးစီမူဝါဒတွေကြီးပါမယ်ဆီယမ်မာတော့အခွန်ကောက်ကနေပြီးရငွေရတယ်လို့ရှိမှတင်ငယ်ပြီးသားဖြစ်ပါတယ်ရရန်အတွက်မူဝါဒတွေကဒါတွေဒါတွေဟိုသုံးမျိုးအတွက်အကြောင်းမို့လို့ကောက်ခံပါတယ်လို့ပြောပြီးရင်ဆီယမ်မာတော့အဲ့ဒါတွေသုံးတဲ့နေရာကိုသွားကြည့်ပါမယ်အသုံးစီမူဝါဒများပညာရေး၊ကျန်းမာရေးနဲ့လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရာများကိုဆက်လက်ဒုံမြင့်သုံးဆွဲရန်ဆိုပြီးတော့ဆီယမားတို့တွေရလာတဲ့ငွေတွေပေါ်မှာဒီအကြောင်းအရာတွေပေါ်မှာဆက်လက်ပြီးတော့သုံးဆွဲမှာဖြစ်ပါတယ်။နံပါတ်1မှာဆိုရင်တော့ပြည်သူလူထုကို ချက်ချင်းလက်ငင်းအချို့ပြုနိုင်သည့်အသုံးအစများကိုဦးစားပေးသုံးစွဲရန်ဒီအကြောင်းအရာကတော့ဘာလို့ဆိုလိုတာလဲဆိုရင်ပြည်နယ်တစ်ခုမှာဆီယာမတို့ကအကြောင်းနေလဲရှိတယ်ဆေးရုံနေလဲရှိတယ်အာဒါပေမဲ့သူ့မှာကုတန်းသွားလာရေးအတွက်အရေးကြီးလို့အပ်နေတဲ့လိုအပ်နေတဲ့လန်ဒရာလဲလိုနေတယ်ဆိုလို့ရှိရင်ဆီယာမတို့ကဆေးရုံမှာ ုံးလို့ရသေးတယ်။အเจ้าကလည်းပုံမှန်နေနဲ့ဆိုရင်လုံလောက်သေးတယ်ဆိုလို့ရှိရင်အရေးတကြီးလိုအပ်နေတဲ့လန်ဒရာကိုလန်ငင်းအကျိုးလိုအပ်နေတဲ့လန်ဒရာကိုဆောက်လုပ်ပေးမှာဖြစ်ပါတယ်။အဲ့ဒါကိုဘာလို့ဆိုလဲဆိုရင်ဆရာမတော်ကပြည်သူလူထုကိုလန်ငင်းချက်ချင်းလန်ငင်းအကျိုးပြုနိုင်တဲ့အသုံးစရိတ်ကိုဦးစားပေးတုံးဆွဲတယ်လို့ဆိုရမှာဖြစ်ပါတယ်။လန်ဒရာဆောက်လုပ်လိုက်ခြင်းပေါ့။သုံးကတော့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုဖြစ်စေပြီးအသုံးစရိတ်များခွဲဝေ ်ချထားသုံးစွဲရန်ဖြစ်ပါတယ်။အသေးစားလုပ်ငန်းတွေနဲ့လက်စားစီးပွားရေးလုပ်ငန်းတွေမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်အစိုးရကဘာလုပ်ပေးရမလဲဆိုရင်သူ့ရဲ့ကူကိုထောင်ပံ့မှုအနေနဲ့ချင်းငွေတွေကိုချီးပေးရပါမယ်။ဒါမှမဟုတ်ရင်ဆရာမတို့တွေဘွန်းဆိုတဲ့ငွေချေးစာချုပ်တွေကိုလည်းသူ့ကိုချီးပေးရမှာဖြစ်ပါတယ်။ဒါမျိုးတွေပံ့ပိုးတဲ့နေရာမှာလည်းအသုံးစရိတ်တွေကိုသုံးပေးရမှာဖြစ်ပါတယ်။နံပါတ်၄မှာဆိုလို့ရှိရင်တော့ဖွဲ့စည်းပုံနဲ့ဝန်တန်းခန့်အပ်မှုများကိုလည်းစနစ်တကျစီစစ် ခွင့်ပြုရန်ဖြစ်ပါတယ်။ဆီယမားတို့ဆိုပညာရေးဖြစ်တဲ့အတွက်ပညာရေးအဖွဲ့အစည်းမှာဆိုလို့ရှိရင်ဆီယမားတို့အဖွဲ့အစည်းအစဉ်စင်မှာဆိုရင်ပညာရေးတစ်ခုမှာအမလူကြီးအကြီးပိုင်းနေမှာဆိုရင်လူပဏယောက်ခံထားမလဲအုပ်ချုပ်ရေးပိုင်းမှာလူပဏယောက်ခံထားမလဲစီမံခန့်ခွဲရေးမှာဘယ်နှယောက်ခံထားမလဲနောက်တကဆရာမတို့တင်ကြားရေးဆရာဆရာမဘယ်လောက်ခံထားမလဲအကြောင်းတကြောင်းရဲ့ဖွဲ့စည်းပုံပေါ်မှာကြည်ပြီးလို့ရှိရင်အဲ့ဒီအကြောင်းတကြောင်းမှာလိုအပ်တဲ့နော်လူဥယျာဉ်အတွက်ပါဝန်ထမ်းတွေရောဘယ်လောက်ခန့်အပ်မှုရှိတယ်လူဥယျာဉ်ဘယ်လောက်ရှိတယ်ဆိုတာကိုစနစ်တကျနဲ့စနစ်တကျနဲ့စစ်ဆေးခွင့်ပြုဖို့လိုပါတယ် ဒါမှသာလျှင်စနစ်တကျသိရှိထားမှသာလျှင်ဆီယမတို့ကခုနာကဆီယမတို့ရဲ့တာမန်ရငွေတွေကနေပြီးတော့တာမန်အသုံးစိတ်တွေဖြစ်ပြန်သုံးဆွဲပေးရမှာဖြစ်ပါတယ်။လောက်ခတွေလာစာတွေပေးရမှာဖြစ်တဲ့အတွက်ဒါတွေကလည်းတတိကျကျသိထားဖို့လိုပါတယ်။ငါကတော့ဆီယမတို့ကစီငံစီမံကိန်းများအားဦးစားပေးအဆင့်ခွဲခြားပြီးတော့နိုင်ငံတော်ဘတ်ဂျက်ဖွံ့ဖြိုးမှုအကူအညီအစိုးရပုဂ္ဂလိကပူပေါင်းဆောင်ရွက်မှုပုံစံများဖြင့်ခွဲခြားဆောင်ရွက်ဖြစ်ပါတယ်။ ။မူစာပေစီမံကိန်းနေလို့ပြောပြီးဆိုတာနဲ့မြို့ပြစီမံကိန်းနေရှိမင်းဆက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနေရှိမင်းဒါတွေကိုဆောင်ရွက်တဲ့နေရာမှာလဲဆီယမတို့ကဘယ်ဟာကတော့ကိုယ့်အတွက်အကျိုးမျက်ရှိနိုင်တယ်ဘယ်ဟာတော့ရှုံးမတယ်ဒါကတော့ဆီယမတို့ဗန်နာရေးနဲ့ငွေကြေးလုပ်ငန်းမှာရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်။အဲ့ဒါတွေကိုတော့ဆီယမအစိုးရရောပုဂ္ဂလိကကဏ္ဍရောနှစ်ဖက်ပူးပေါင်းပြီးတော့ဆောင်ရွက်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်သုံးတဲ့နေရာ။နံပါတ်6မှာဆိုရင်တော့ပစ္စည်းဝယ်ယူမှုများကိုစနစ်တကျစီစစ်ဆောင်ရွက်ရင် ပြည်တွင်းကျပ်ငွေဖြင့်ဝယ်ယူနိုင်သည့်ပစ္စည်းများကို ပြည်တွင်းကြံ့ငွေဖြင့်သာဝယ်ပြီးတော့နိုင်ငံခြားငွေသုံးစွဲမှုကိုတတ်နိုင်သမျှလျှော့ချရပါမယ်။ဆီယမ်မာတို့တွေကဝယ်ယူတဲ့ပစ္စည်းတွေအပေါ်မှာစနစ်တကျဆောင်ရွက်ရမယ်။ဆောင်ရွက်ရပါမယ်။ဘာကြောင့်လဲဆိုရင်ဝယ်ယူလိုက်တဲ့ပစ္စည်းပေါ်မှာတော်ဝဲခွင်းလို့ပြောတဲ့အခွင့်ပါနေပါတယ်။အဲ့ဒီအခွင့်ကဆီယမ်မာတို့တိုင်းပြည်ရဲ့ရငွေဖြစ်ပါတယ်။ရငွေရှိမှသာသုံးလို့ရတာဖြစ်တဲ့ဒါကိုလည်းစနစ်တကျဆောင်ရွက်ဖို့လိုပါတယ်။ သုံးတဲ့နေရာမှာလဲကိုယ့်ရဲ့ပြည်တွင်းငွေကြေးပြင်ဝယ်နိုင်မဲ့ပစ္စည်းကိုတခြားနိုင်ငံကအကူစားပြီးဒေါ်လာတို့အဲ့ဒါဘတ်တူနဲ့ဝယ်တာမျိုးမလုပ်ဖဲနဲ့မိမိရဲ့ငွေချင်းနဲ့သာဝယ်ယူသုံးစွဲမှသာလင်အခွန်ကောက်တွေတက်တာမှာဖြစ်ပါတယ်။နံပါတ်9မှာဆိုရင်ပြပအကူညီရငွေနဲ့ပြပချေးယူငွေများကိုစီစီရယူပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်အကျိုးရှိတိရောက်စွာခွဲဝေအသုံးခွဲဝေသုံးစွဲရန်ဖြစ်ပါတယ်။ ပြပကနေအခုညရတယ်နောက်တစ်ခါနောက်တစ်ခါဆီယမတို့ပြပကနေငွေချေးယူတယ်ဆိုရင်ဆီယမတို့ကအဲ့ဒါကဘယ်လုပ်ငန်းတွေမှာသုံးပြုရင်ပို့ပြီးအကျိုးသက်ရမလဲချိုးထိရမလဲဆိုတာကိုခွဲဝေဖို့လိုပါတယ်ပညာရေးလားဂျမ်းမာရေးလားဒါမှမဟုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်စီးပွားရေးလုပ်ငန်းတွေအတွက်ထောက်ပံ့ပေးမလားဆိုတာတွေကိုတည်တည်ချာချာခွဲဝေဖို့လိုပါတယ်နံပါတ်၈မှာတော့ဈေးလဲဖွံ့ဖြိုးရေး လျက်စစ်မီရရှိရင်လမ်းမတ်ဆက်သွယ်မှုကောင်းဝင်ရင်နဲ့တောက်သုံးရင်နဲ့စိုက်ပျိုးရေလုံလောက်စွာရရှိရတို့အတွက်လည်းတိုးမြင့်သုံးဆွရန်လို့ဖြစ်ပါတယ်။ဒါကတော့ဆီယာမတို့ရေဖွံ့ဖြိုးရေးအတွက်နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်အသုံးစရိတ်တွေကြားခံသုံးဆွဲပေးရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဆီယာမဒီသင်ခန်းစာလေးမှာပြောချင်တာကတော့နိုင်ငံသားတွေနဲ့အခွန်ကောက်တွေပေးဆောင်တဲ့နေရာမှာဒီဒီကြကြလိုက်နာပြီးတော့ပေးဆောင်တဲ့လို့ဆီယာမကတော့ပြောချင်ပါတယ်။ ဒါဆရာမတို့ဒီသင်ခန်းစာလေးကိုသင်ပြီးတဲ့အခါမှာတည်ယူမှုတမ်းမြောက်မှုကိုစစ်ဆေးဖို့အတွက်လေ့ကျင့်ရမိခွန်းလေးတွေကိုလည်းထည့်ထားပါရယ်။နံပါတ်၁အောက်ပါတို့ကိုမန်လင်မန်မားလင်မောက်ရေးတဲ့မားမန်မိခွန်းလေးကိုလည်းထည့်ပေးထားပါရယ်။နံပါတ်၂မှာဆိုရင်တော့ဆရာမတို့ကပွက်လက်ဖြစ်လေးကိုထည့်ပေးထားပါရယ်။နံပါတ်၃မှာဆိုရင်ဆရာမတို့ကအဖြစ်မှန်ရွေးပါဆိုတဲ့ multiple choice မိခွန်းလေးကိုလည်းထည့်ပေးထားပါရယ်။နံပါတ်၄မှာတော့ လစ်ခုရခုတင်ကြားသွားတဲ့သင်ခန်းစာနဲ့ပတ်သက်ပြီးတော့အတိတ်ပဲသတ်မှတ်ချက်လေးတွေထည့်ထားပါဗျ။ဒီအတိတ်ပဲသတ်မှတ်ချက်ခေါင်းစဉ်လေးတွေကိုတော့မင်းတို့စက်မှတ်ထားရမှာဖြစ်ပါတယ်။နံပါတ်5မှာတော့ဆရာမတို့မတ်စုတို့မိကွန်းများနဲ့နံပါတ်6မှာတော့မတ်စုရှင်မိကွန်းများကိုထည့်ထားပါဗျ။ဒီအကြောင်းအရာတွေအားလုံးကိုပြန်ပြီးတော့လေ့ကျင့်လိုက်မယ်ဆိုရင်ဒီနေ့တင်ထားတဲ့သင်ခန်းစာပုံမှာကိုဘလောက်ထိလေ့လာသိမှုရရှိခဲ့တယ်ဆိုတာလေးကိုပြန်ပြီးတော့မိမိဘာသာမိမိသုံးသပ်နိုင်မှာဖြစ်ပါတယ်။ ောက်တစ်ခုကတော့ဆီယမတို့နံပါတ်9မှာဆိုရင်တော့ဆီယမတို့ဒီသင်ကန်းစာနဲ့ပတ်သက်ပြီးတော့ဆီယမတို့အခွန်တွက်ချက်မှုနဲ့ပတ်သက်တဲ့ပုံစံလေးတခုကိုထပ်ထည့်ထားပါတယ်ဆီယမတို့အခွန်နှုန်းတွက်ချက်တဲ့နေရာမှာเนาะ3မျိုး3 3မျိုးလေ့လာသိရှိခဲ့ရပြီဖြစ်ပါတယ်နှုန်းတိုးဝင်အချိုးတူဝင်တခါဆီယမတို့မနှုန်းရော့ဝင်ဆိုပြီးတော့လေ့လာခဲ့ပါတယ်ရှေ့သင်ကန်းစာမှာတော့ဆီယမကအချိုးနှုန်းတိုးဝင်ဆိုတဲ့ပုံစံလေးကိုတွက်ပြခဲ့ပါတယ်ဒီသင်ကန်းစာမှာတော့ဆီယမကအချိုးတူဝင်လေးနဲ့ပတ်သက်ပြီးတော့တွက်ပြခြင်းပါတယ် အဲ့တော့ဆရာမတို့ကအရင်တော်စုသုံးခုဤတနည်းဝင်ဝင်နဲ့ဝင်ဝင်ပေးဆောင်ရတဲ့ပမာဏကိုအောက်ပါစရာတွင် ဖော်ပြထားပါတယ်။အရင်တော်စုသုံးစုကို တွေ့ရပါမယ်။ကာကြီးခါခွေးကားငယ်ဝင်ဝင်ချက်ကိုတွေ့တဲ့အခါမှာ3,000၊3,000၊6,000ဆိုပြီးတွေ့ရပြီးတော့ဝင်ဝင်ပမာဏပမာဏကိုတော့ဆရာမတို့1,500 3,000 6,000ဆိုပြီးတော့တွေ့ရပါတယ်။ question လေးကိုသွားကြည့်လိုက်တဲ့အခါမှာမိခွန်းမှာဆိုရင်တော့1အရင်တော်စုတစ်ခုစီအတွက်အခွန်နှုန်းကိုရှားပါ2 အဝန်ဝယ်ခွင့်သည်မည်သည့်အခွင့်အရေးချက်မှုပုံတံဖြစ်သည်ကိုသုံးသပ်ပါဆိုတာလေးကိုရှေ့မှာမဆရာမတို့သိခဲ့ပြီးသားဖြစ်တဲ့ပုံစံလေးနဲ့တူပါတယ်အဲ့တော့ဆရာမတော့ပထမအဆုံးဘာရေးရမလဲဆိုရင်အခွင့်အရေးချက်မှုနှုန်းကိုတွက်ခိုင်းတာဖြစ်တဲ့အတွက်သူနဲ့သက်ဆိုင်တဲ့အတိတ်ပဲဖွင့်ဆိုချက်လေးကိုရေးပေးရမှာဖြစ်ပါတယ်။အိမ်နောင်စုကာကြီးအတွက်ဆရာမတို့အခွင့်အရေးချက်မှုနှုန်းကိုတွက်မယ်ဆိုရင်ဝင်ငွေပုံပမာဏကိုဒီဝင်ငွေနဲ့စာတရားနဲ့မျှောက်လိုက်ပါမယ်။ဒါဆိုရင်ဆရာမတို့ရဲ့ဝင်ငွေပုံပမာဏက1500ဖြစ်ပြီးတော့ဝင်ငွေက အသိန်း9000ဖြစ်ပါတယ်တရားနဲ့မြောက်လိုက်တဲ့ခါမှာတရားခိုင်တော့ရပါတယ်အိမ်နောက်စုခါဝေးအတွက်အခွင့်အရေးမှုလုံးကိုတွက်မယ်ဆိုရင်ဝင်ငွေကိုပမာဏကိုဒီပါမယ်ဝင်ငွေနဲ့စားပါမယ်တရားနဲ့မြောက်လိုက်ပါမယ်အဲ့တော့အိမ်နောက်စုခါဝေးရဲ့ဝင်ငွေပမာဏက3000ဖြစ်ပြီးတော့ဇာမားတို့ရဲ့သူ့ရဲ့ဝင်ငွေက3သိန်းဖြစ်ပါတယ်ဒီမှာတွက်ချက်လိုက်တဲ့ခါမှာလည်းတရားခိုင်တော့ရရှိတာဖြစ်ပါတယ်အိမ်နောက်စုကငွေကငွေအတွက်အခွင့်အရေးချက်မှုလုံးကိုတွက်ချက်လိုက်တဲ့အခါမှာဝင်ငွေပမာဏကိုတည်မြဲဝင်ငွေနဲ့စားမယ်တရားနဲ့မြောက်ပါမယ် အဲ့တော့အိမ်နောက်စုကငယ်ရဲ့ဝင်ငွေပမာဏ6000ဖြစ်ပြီးတော့သူ့ရဲ့ဝင်ငွေက6သိန်းဖြစ်တဲ့အတွက်အခွန်ရခိုင်နှုန်းကတိရခိုင်နှုန်းပဲဖြစ်ပါတယ်။အဲ့တော့ဆီယာမတို့ကအိမ်နောက်စုသုံးစုရဲ့အခွန်နှုန်းကိုတွက်ချက်လိုက်တဲ့အခါမှာတိရခိုင်နှုန်းတိရခိုင်နှုန်းတိရခိုင်နှုန်းအဲ့တော့ဆီယာမတို့ရဲ့အခွန်နှုန်းဟာဆိုလို့ရှိရင်တူညီနေတာကိုတွေ့ရပါမယ်။ဒီလိုတူညီနေတာကိုဆိုလို့ရှိရင်ဆီယာမတို့ကဘာအခွန်လို့ခေါ်လဲဆိုရင်ချိုးတူခွန်လို့ခေါ်ပါတယ်။အဲ့တော့ဒီမှာဆီယာမတို့နံပါတ်1အတွက်ဖြေလေးကိုထိုးပါတယ်။အိမ်နောက်စုကာကြီးအတွက်ဝင်ငွေလောက်အဲ့ဝင် တသိန်း5000ကျပ်မှာဆိုရင်အခွန်100ခိုင်နှုန်းပေးဆောင်ရပါမယ်။အိမ်နောက်စုခါခွေးတွေဝင်ငွေခွင်3သိန်းကျပ်အတွက်ဆိုရင်လည်းအခွန်100ခိုင်နှုန်းပေးဆောင်ရပါတယ်။အိမ်နောက်စုကငွေမှာဆိုလို့ရှိရင်လည်းဝင်ငွေ6သိန်းကျပ်အတွက်ဝင်ငွေခွင်100ခိုင်နှုန်းပေးဆောင်ရပါပဲ။အဲ့လိုပဲဆရာမသုံးသက်ချက်လေးပြန်ရေးပေးပါတယ်။အဲ့ထိုးတော့ဝင်ငွေစင်အစ်အားလုံးအတွက်တစ်ခုသောတစ်ခုတည်းသောနှုန်းဖြင့်စည်းကျပ်တော့ကြောင့်ဝင်ငွေခွင်သည်အချိုးရုံဝင်မျိုးစားဖြစ်ပါတယ်။ဒါကတော့ခုနအားရှိမှလည်းရေးခဲ့ပြပါပြီ။ဒါဆရာမတို့က အချိုးလူဝင်နှုံးတိုးဝင်နှုံးရောက်ဝင်တွေကိုတွက်ပြီးဟေ့ဆိုရင်ဆရာမတို့အမြဲထည့်ပေးရပဲအခွန်စစ်ချက်နှုံးဆိုရယ် definition လေးကိုထည့်ပေးရပါမယ်နောက်တစ်ခါဆရာမတို့တွက်ချက်ရရှိလာတာကအချိုးလူဝင် ဖြစ်တဲ့အတွက်တွက်ချက်ပြီးမှသာဒီဒီဆရာမတို့သက်ဆိုင်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုရေးပေးရမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဆရာမတို့ကအချိုးလူဝင်ဆိုဒီမှာဝင်ငွေစင်းအားလုံးအတွက်တစ်ခုသေးသောနှုံးဖြင့်စစ်ချက်သောအခွင့်မျိုးဖြစ်သည်လို့ရေးပေးခြင်းဖြစ်ပါတယ်တကယ်လို့ဆရာမတို့တွက်လိုက်တဲ့အခါမှာတိရမှာဆရာမတို့ရဲ့တော့တွက်ချက်မှုမှာ အခွန်နှုန်းကတဖြည်းဖြည်းများလာတယ်ဆိုရင်ဒါဟာနှုံတိုးခွင့်ဖြစ်ပါတယ်။တကယ်လို့ဆီယမ်မော့တွက်ချက်လိုက်တဲ့အခါမှာအခွန်နှုန်းကတဖြည်းဖြည်းနဲ့နည်းသွားတယ်ဆိုရင်နှုံရော့ခွင့်ဖြစ်ပါတယ်။ဆီယမ်မော့တွက်ချစ်တွက်ချက်ရရှိလာတဲ့အပေါ်မှာမူတည်ပြီးတော့အခွန်အမျိုးအစားလိုက်သက်ဆိုင်ရာအဓိပ္ပာယ်သတ်မှတ်ချက်တွေကိုဖြည့်ဆို့ပေးရမှာဖြစ်ပါတယ်။ဒါလေးကတော့တတိပြုရမယ့်အချက်ကလေးပဲဖြစ်ပါတယ်။ဆီယမ်မော့တင်ခဲ့တဲ့သင်ခန်းစာလေးတော့ဒီနေ့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေ မေခွန်းအဖြေနဲ့နှက်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။